ဟွာယင်းစတူဒီယိုဒေသန်ရှင်ဗစ်ဒါခင်ညိုရဲ့ဇာပနာအခမ်းအနားကိုရေဝေးတုတ်တံမှာမိသကြိုခဲ့ပြီးဂီတအပေါင်းသင်းနေနဲ့ပရိသတ်တွေပါလိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။ဟန်နာသတင်းပေးပို့ထားတာပါရှင်။မြန်မာနိုင်ငံရဲ့အစောဆုံးစတူဒီယိုတေဂီတဝိုင်းဖြစ်တဲ့တရှိတ်ကိုတည်ထောင်ခဲ့သူလည်းဖြစ်သလိုတေဂီတအတိုင်းဝိုင်းတစ်ခုလုံးကလေးစားမြင်လို့ကြတဲ့ဝါယင်းအစိုးရဗစ်ဒါခင်ညိုရဲ့နောက်ဆုံးခရီးကို စတမာလ29ရက်နေ့ကပြုလုပ်ခဲ့ပြီးခေပြန်အစိုးရတွေတိဂီတာအဖွဲ့ဝင်တွေလိပ်ပါပူဆောင်ခဲ့ကြပါတယ်အစိုးရခေတ်တစ်ခေတ်ကိုအတူဖြတ်တန်းလာကြပြီးတက်အရွယ်ကြီးရင်ချိန်မှာလဲရွှေအိုယောင်ဂီတညပွဲတွေနဲ့လေးနှစ်ဆက်တိုက်ပြန်လည်ဆုံးတွေ့ရတဲ့အစိုးရစင်ဝင်းကျွန်းကလည်းပီတာခင်ညိုနဲ့ရွှေအိုယောင်ကာလာညတွေအကြောင်းကိုပြန်ပြောပြပါတယ်ကျွန်တော်တို့၈ရောက်၉ရောက်အဖွဲ့ပေါ့ကျွန်တော်ရဲ့အစိုးပိုင်းဘိုးဘိုဟန်ဟောတော့ခင်မောင်သူတို့တန်ကိုယ်တော်မျိုးအောင်တို့လည်း နှစ်တိုင်းလုံးနေကိုဗစ်ကြမှာပဲနားလိုက်တာအခုထိပေါ့ပေါ့ကိုဗစ်ဒါမဝယ်မရှိရင်တော့ကျွန်တော်ကျွန်တော်တို့ကနှစ်တိုင်းဇက်တိုက်လုတော့မှာတစ်နှစ်တစ်ကြိမ်အောင်လုတော့မှာပြိတ္တာကလည်းတောင်းဆိုလာလीနှစ်တိုင်းလို့လို့တောင်းဆိုတော့ကိုဗစ်ဒါတော့မြက်ပါတယ်လीကျွန်တော်တို့ရွှေဦးရောင်ဒီတညကျွန်တော်ညီကိုတွေပေါ့စတူဒီယိုအမျိုးသားဟိုနေစတူဒီယိုဆိုတော်တွေပေါ့ အဲ့ဒါအမှတ်တရပဲကျွန်တော်တို့ကအမြဲအမှစုံနေကြတချင်းတိုက်နေကြအခုကတော့တော်တော်လေးကိုစိတ်မကောင်းပါဘူးဗီတာကင်ညိုရဲ့နောက်ဆုံးခရီးမှာအစောဆုံးတရှိတ်မှာပါဝင် တိခတ်ခဲ့တဲ့တော်မီဂျော်နိုင်အပါဝင်ရွှေဦးရောင်ဂီတညအဖွဲ့ဝင်တွေထဲကခင်မောင်တူပူပူဟန်စိန်ဝင်းထွန်းတို့အပြင်မြို့ကျော်မြိုင်စတဲ့တီတီဆိုနဲ့တီထိုးလုပ်သူတွေလည်းလာရောက်ပူဆောင်ခဲ့ကြတာဖြစ်ပါတယ် မြန်မာနိုင်ငံရဲ့စတီရီယိုခေတ်ဦးကတဲ့ကနေမကွဲလွန်မြေအချိန်ထိတေးသချင်းတွေကိုဆွဲမမြဲတည်ဆုပ်ခဲ့တဲ့ဖီတာကင်ညိုနဲ့ပတ်သက်ပြီးအနိကတိရှိသူတူကခုလိုပြောပါတယ်။တူနဲ့ပတ်သက်အမှုပြန်နဲ့ပတ်သက်တော့အဆိုအရေးကြီးအားလုံးဟိုလေတကယ်ကိုထူးချွန်တဲ့ပညာရှင်တောက်ဖြစ်တဲ့စီဇိုခင်ဦးရဲ့ဆရာတောက်လည်းဖြစ်တယ်ပေါ့နော်။ဒီတိုင်းပြည်တို့တော့အများကြီးကိုအလုပ်ကြီးပြုခဲ့တဲ့ဒီတာပညာရှင်တောက်ဖြစ်ပါတယ်။ဒီအတွက်ဘာလို့ဒီတာလောကသားတော့တိုင်းပြည်တို့ကဒီတာပညာရှင်တောက်ဆုံးရှုံးတဲ့ကြောင့်အများကြီးဝန်ထမ်းစရာကောင်းပါတယ်။ ဖီတာကင်ယိုဟာဒီစီရီခွေပေါင်း20ကျော်တည်ဆိုခဲ့ပြီးတကောတော်သေးအယ်ဘမ်တွေအပြင်ဇုံတွဲသီးတည်ဆိုရာမှာလည်းလူကြိုက်များခဲ့ပါတယ်စက်တမာလ20ရက်နေ့ဟာဖီတာကင်ယိုရဲ့89နှစ်မြောက်မွေးနေ့ဖြစ်ပြီးမွေးနေ့အပြီး9ရက်အကြာမှာလူကြီးယောဂါနဲ့ကွယ်လွန်ခဲ့တာဖြစ်ပါတယ်ဖီတာကင်ယိုရဲ့နှွေမြက်ခွာညိုအလွမ်းတခြင်းနှွေသားဆိုရင်မပြကျူရှင်လေကားရင်စားတဲ့တခြင်းတွေကတော့လက်ရှိအချိန်ထိရည်ပန်းစားဆဲဖြစ်ပါတယ်ဖီတာကင်ယိုကွယ်လွန်ချိန်မှာအသက်80ရှိပြီဖြစ်ပြီး ဇနီးညက်သား၃ယောက်ကျန်ရင်ခဲ့ပါတယ်ကျမဟန္နာပါ